ော့တရားတော်လန်ကြီးကမပြီးသွားဘူးဟိုကျွန်တော်ဆက်ပြီးဒေါ်လန်ရမှာပဲလို့လေအဲ TNN နေဘက်ကလည်းအဲ့လိုသဘောထားရှိတယ်ဟိုဒီမိုးကုတ်မိုးမိတ်မှာရှိနေတဲ့ PDF တွေမှာလည်းအဲ့ဒီသဘောထားရှိတယ်အဲ့လိုအခြေခံသဘောထားချင်းကတော့အခုချိန်ထိအေးသဘောထားကွဲလွဲတာမရှိသေးဘူးသဘောထားတိုက်ဆိုင်တယ်ဟိုကျွန်တော်ဟိုတယ်ဟောတုန်းကပဲအာဒီကိုကန့်ရဲ့နိုင်ငံရေးစကီတာတင်တဲ့အဖွင့်ပွဲမှာလာမသိပြောတယ်ကိုကန့်ခေါင်းဆောင်တူစူးစီးကျုပ်ကလည်းပြောတာရှိတယ်အာဒီဟာစစ်မှန်တဲ့ညဉ့်ညံ့ရဲ့အဆင့်ထိသွားနေရမှာမဟုတ်ဘူးဒါကအရာကြီးအခိုက်အတန့်အဖြစ်တာလက်ရှိအပြည့်ရထားတဲ့အခြေအနေလို့ သူတို့ဘက်ကလည်းအဲ့လိုသုံးသပ်တယ်ဆိုတော့ဟောဒီအရာဟိုတွေကလည်းလက်ရှိယာယီအပြစ်ခတ်ရထားတာကလည်းအသက်ရှူချောင်တဲ့အနေထားပဲတော့ဒါပြန်လဲအားမွေးမယ်အခြေအနေပဲဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်ညချမ်းလီပါဒါကျွန်တော်တို့ဒီကနေ့နိုဝင်ဘာလ17ရက်နေ့အတွက်ညပိုင်းသိရတဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်ရအောင်ညာ ကဲတော့ပထမဆုံးဒါကြောင့်ကချင်ပြည်နယ်ဘက်ကတည်င်းကောင်းလေးနဲ့စမယ်ဆိုရင်ဖာကန်တပ်ပွဲမှာစစ်သား၁၀ဦးကျော်တေဆုံးခဲ့ပြီးအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ကမှ Wi-Fi တပ်နက်အပါဝင်လက်နက်ခဲယမ်းတွေကို KNY KPDF တပ်ဖွဲ့ကသိမ်းပိုက်ရရှိခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ဒါကချင်ပြည်နယ်ဖာကန်ဒေသမှာစစ်တပ်စစ်ကြောင်းကိုနိုဝင်ဘာလ10ရက်နေ့က KNY နဲ့ KPDF တပ်ဖွဲ့ရဲ့မိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်10ယောက်ကျော်တေဆုံးခဲ့တယ်လို့ ် Wi-Fi တနက်အပဝင်လက်နက်ခဲယမ်းတွေကိုပါတော်လိုင်းတက်ဖွဲ့တွေကတိမ့်နံခဲ့ကြောင်းသိရပါဗျ။ဒါဖားကံမျိုးမှော်စည်းစားလမ်းစုံမှာနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းမှာစစ်တပ်ရင်နံကို KNY KPDF တက်ဖွဲ့ကပြင်းအမြင့်မိုင်းများဖြင့်ဖောက်ကွယ်တက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ဒါအကြံပတ်စစ်တပ်ဘက်ကထိခိုက်တေဆုံးမှုသတင်းတွေကိုတော့မနေ့ကအထိမသိရခဲ့ပေမဲ့ဒီကနေ့မနက်09:00အထိရရှိထားတဲ့သတင်းတွေအရတော့ဆယ်ဦးကျော်တေဆုံးခဲ့ပြီး perfect တနက်တလက်လက်နက်ငယ်တချို့နဲ့ကြီးစံတွေတင်းစီရမိခဲ့ကြောင်းမြေပြင်သတင်းမြစ်တချို့ကပြောဆိုထားပါဗျ။ ဒါအဲ့ဒီမိုင်းဆွဲတက်ခတ်ခဲ့ပြီးရဲ့နော်ဒေသခံတွေရဲ့ကားတွေကိုအကြမ်းဖက်စစ်ခွေတက်ကချောဆွဲပြီးတေဆုံရုပ်အလောင်းနဲ့ဒဏ်ရာရရှိသူတွေကိုတက်ဆွဲထားတဲ့နေရာတွေစီလိုက်ဖို့ခိုင်းခဲ့တယ်လို့ဒေသခံတချို့ကပြောဆိုထားပါတယ်ဒါအဲ့ဒီစစ်တပ်စစ်ကြောင်းမှာတေဆုံသူ၁၂ဦးနဲ့ဒဏ်ရာရရှိသူ၂၀ကျော်ရှိတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောဆိုထားပါတယ်ဆိုတော့ပထမဆုံးဒါကြောင့်ဒူဝါဂျီတို့ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ဒါတဆက်ထဲမှာပဲဗမော်တပ်ဝင်မှာ post နေပြီးအောင်ပွဲခံခဲ့တဲ့ ကြံ့ဖို့အမာခံရဲ့သားပို့တင်ပြီးနိုင်ပိုင်းအတွင်းမှာပဲတက်ပွဲမှာတေဆုံးသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါကချင်ပြည်နယ်ဗမော်တက်ပွဲတနေရာမှာအောင်ပွဲခံနေတဲ့တားဖြစ်သူရဲ့ဓာတ်ပုံကိုလူမှုကွန်ရက်မှာဂုံယူဝင်းကျော်စာဖော်ပြခဲ့တဲ့ကြံ့ဖို့အမာခံတဦးဖြစ်တဲ့လမ်းယုံမန်းဆိုသူရဲ့တားဖြစ်သူစစ်ခွေရဆိုရင်ပို့တင်ပြီးနိုင်ပိုင်းအကြမှာပဲဗမော်တက်ပွဲမှာတေဆုံးခဲ့ကြောင်းသိရပါတယ်ဒါ24နှစ်မပြည့်မိမှာပဲတက်ပွဲမှာတားဖြစ်သူတေဆုံးကြောင်းသတင်းကိုပြန်လည်ရေးသားဖော်ပြခဲ့ရပါတယ် ဒါကြံဖို့ပါတီအမာခံတဦးဖြစ်ကြောင်းကိုတိုင်ဝန်ခံထားသလိုပါတီမှာအောက်ခြေဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်လိုကြောင်းအသိပေးထားတဲ့လမ်းယုံမှန်အမိနဲ့လူမှုကွန်ရက်အသုံးပြုသူဟာဆိုရင်နိုဝင်ဘာလ9ရက်နေ့မှာဗမော်တပ်ပွဲကိုရောက်နေတဲ့တန်းဖြစ်သူရဲ့ဓားပုံတွေကိုဖော်ပြခဲ့ပါတယ်။အဲ့ဒါငါတာကွာငါတာဖနက်အောက်က KIA အရာစီးရဲ့ဓားပုံတွေလို့ရေးသားခဲ့ပြီးတန်းဖြစ်သူပြောဆိုတဲ့စကားဖြစ်တဲ့ဗမော်မှာတားတို့တက်မတော်စီးနေသည်မြတ် KIA ကအယုတ်ရေးယူရမယ်ဆိုတာကိုလည်းလမ်းယုံမှန်ကရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီ post တင်ပြီးနိုင်ပိုင်းအကြာမှာပဲနိုဝင်ဘာလ10ရက်နေ့မှာတော့သူ့ရဲ့သားတက်ပွဲမှာတေဆုံးသွားကြောင်းသတင်းကိုပြန်လဲရေးသားအသိပေးထားပါဗျ။ဒါနိုဝင်ဘာလ10ရက်နေ့မနက်7:00နာရီမှာသားဖြစ်သူတေဆုံးကြောင်းနိုင်ယွမ်မန်ကရေးသားဖော်ပြခဲ့ပြီးမယ်။ရန်သူစခန်းတက်တဲ့ရင်တေဆုံးခဲ့ကြောင်းလင်ညာရေးသားဖော်ပြခဲ့ပါဗျ။ကချင်စစ်ရဲသတင်းမြတ်တဦးကတော့ဒီရက်ပိုင်းဗမော် တက်ပွဲမှာ KIA တက်စကန်အသိန်းခံရတာမရှိဘဲခလာရ၄၀ခွန်တက်ရင်ဘက်မှာတက်ပွဲတွေရှိနေကြောင်းအသိပေးထားပါဗျ။ ဒါအခုဖြစ်စီမှာတေဆုံးခဲ့တဲ့သူဟာဆိုရင်နိုဝင်ဘာလ9ရက်နေ့ကခလာရ40ကွန်တက်ရင်အနီးတက်ဝဲမှာတေဆုံးခဲ့တဲ့အရာရှိဖြစ်နိုင်ကြောင်းကချင်စစ်ရဲ့သတင်းမြစ်ကပြောဆိုထားပါတယ်ဆိုတော့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲတော့ကိုကိုကိုလမ်းမနေလို့လမ်းမနေမှလည်းမသိနော်။ဒါတားဖြစ်တဲ့သူကလည်းဒါပြည်သူကိုပြန်တတ်နေတဲ့စစ်ခွေဖြစ်နေတာအောင်မှဂုံယူဝန်ကြောင်မဆုံးဖြစ်နေတာဆိုတော့ဒါအခုငရဲပြည်ရောက်သွားတော့လေဘယ်လိုများတတ်နိုင်ကြသေးလဲဟမ်။အဲတော့ငါတို့အပြစ်မဲ့ပြည်သူတွေကိုတတ်နေရတဲ့အချိန်တုန်းကကြတော့ နော်ဟာတိုက်ပြီးနေခဲ့ကြတဲ့အကောင်လေးအခုကြတော့လေကန်ကန်ကြီးအကျိုးကချုံမြင်ကြရဲ့လားလို့ပဲငါတို့အနေနဲ့မေးကြည့်ချင်တယ်နော်ကဲတော့ဆက်ပြီးတော့ဒီမန္တလေးတိုင်းဘက်မှာဆိုရင်မန္တလေးတိုင်းမြင်းကြံခရိုင်ငဇုံမြို့နယ်ထဲကမြို့သားစက်မှုဆောင်နန်းပေါ်မှာနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကအင်အားတရဝန်းကျင်ပါတဲ့အကြံဘတ်စစ်ခွေစစ်ကြောင်းကိုဒေါ်လိုင်းတက်ဖွဲ့တွေကမိုင်းဆွဲတက်ခိုက်ခဲ့ရမှာအကြံဘတ်စစ်ခွေ၄ကောင်တေဆုံးခဲ့ပြီးနှစ်ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒါငဇုံမြို့နယ်မြို့သားစစ်အုပ်စုအထိုင်းစခန်းကနေမနက်9နိုင်ခွဲဝန်းကျင်မှာကားနှစ်စီးအပါဝင်စစ်အုပ်စုအင်အား100ဝန်းကျင်နဲ့စစ်ကြောင်းထွက်လာခြင်းတော်လိုင်းတပ်ဖွဲ့တွေက အသင့်ဆောက်ဆံပြီးမြို့သားစစ်မှုစုလမ်းပေါ်မှာမိုင်းဆွဲတက်ခတ်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီတက်ခတ်မှုအတွင်အကြံပတ်စစ်ခွေး၄កောင်နေရာမှာတင်ပွင့်ချင်းပြီးတည်ဆုံခဲ့ပြီးနှစ်កောင်ကတော့ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရပါဗျ။ဆိုတော့နောက်ထပ်ဒါကြောင့်မန္တလေးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ ကဲတော့နောက်ထပ်ဒီစကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းမုံရမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ခွေးတွေထိခိုက်သေးဆုံးမှုများပြားတဲ့အတွက်ကြောင့်လက်နက်ကြီးစက်တပ်လေထီးများနဲ့ပစ်ကူယူကပြန်လည်ဆုတ်ခွာသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ10ရက်နေ့မနက်7:30မိနစ်ခန့်မှာမုံရမြို့နယ်တာစီရွာမှကြောက်စစ်ပုံအမြောက်တပ်သို့ပြန်လည်ဆုတ်ခွာလာတဲ့အင်အားစစ်စစ်ခန့်ပါအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေက ဒမ်းပင်တဲရွာကိုပင်ရွာနဲ့ထမ်းပင်လှရွာအနီးတို့မှာဂျားဖြတ်တက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီတက်ခတ်မှုအတွင်းအကြံပတ်စစ်ခွေတပ်ဘာမှအထိနာပြီးထိခိုက်မှုများပြားတဲ့အတွက်ကြောင့်ကြောက်စစ်ပုတ်အမြောက်တက်ကလက်နက်ကြီး၁၀လုံးကျော်နဲ့ပြစ်ကူပေးတက်ခတ်ခဲ့ပြီးမုံရနမခမတက်လာတဲ့စက်တက်လေဒီနှစ်စီးကလည်းလမ်းရောက်ဘုံကျဲတက်ခိုက်သွားကြောင်းနဲ့အဲ့ဒီစစ်ကြောင်းကိုကြောက်စစ်ပုတ်အမြောက်တက်ကစစ်ကူတွေကတံများကကားများဖြင့်လာရောက်ခေါ်ဆောင်သွားကြောင်းသိရပါဗျ။ ဒါအဆိုပါတက်ခိုင်မှုကိုတော့ဘုဒ္ဓလင်မြို့နယ်တက်ပေါင်းစုစစ်ကြောင်းမုံရမြို့နယ်တက်နယ်၅နဲ့မုံရခရိုင်တက်ရင်ဆက်စစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်တောင်စကိုင်းတမ်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ထပ်ဒီဘကိုတိုင်းကျိုးပင်ကောင်းမြို့နယ်ဝေကောင်းမင်းတောရရွာမှာပြည်သူများထံမှစစ်မှုဒဏ်ကြေးလှဆင်ချင်းချောက်ကောက်ခံနေတဲ့ပြူစော်ဒီခေါင်းဆောင်ဝင်းအောင်ကိုဒါပစ်ခတ်တက်ခိုက်ခဲ့ရမှာတည်ဆုံသွားခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကလည်းဒါမနေ့ကနိုဝင်ဘာလ10ရက်နေ့မနက်6:00ခန်းမှာ ကျိုးပင်ကောင်းမြို့နယ်ဂွေကောင်းမင်တော်ရရော်မပြည်သူစစ်ခေါင်းဆောင်ဝင်းအောင်ကကင်ဘတ်လှည့်နေစဉ်မြေရောက်ပျောက်ကြားတက်ခွက်အုပ်ဖို့မှတော်လိုင်းရဲဘော်တွေကပြစ်ခတ်တက်ခတ်ခဲ့ရမှာတေဆုံးခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီတေဆုံးသွားတဲ့ပြူစော်ဒီခေါင်းဆောင်ဝင်းအောင်ထံမှာပြည်သူစစ်ကပ်ပြားနဲ့ဖုံးတလုံးတို့တင်စီရမိခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိကိမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆိုတော့နောက်ထပ်တံဘကိုးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့တော့ဒီတည်င်းနဲ့ပတ်သက်ပြီးတချို့တည်င်းတွေကတင်လာတဲ့အရာဆိုရင် ဒီကောင်ကဒါကျွန်တော်တော်လိုင်းရဲဘော်တွေကိုသူတို့စစ်ခွေးတွေလို့ထင်ပြီးတော့ဒါသူ့ရဲ့ဒါသူ့ရဲ့ပြည်သူစစ်ကပ်ပြားလေးလာပြီးတော့ပြတာနော်အဲ့ဒါတော့ဒါကျွန်တော်ရဲဘော်တွေကဒီကောင်ခြုံပုတ်တယ်ဆွဲခေါ်သွားပြီးနောက်စီကနေဆော့ပြလိုက်တာပဲနော်အဲ့ဒါလို့သိရတယ်တချို့တည်င်းတွေတင်လာတော့အဲ့တော့ဘယ်တည်င်းကအမှန်လဲတော့မသိဘူးဒါပေမဲ့သိကြတာတခုကတော့ပြည်သူတွေကိုဒုက္ခပေးနေတဲ့ကောင်အခုကြတော့လဲခွေးတီဝတ်တီနဲ့မသာပေါ်သွားစာပြီနော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီအကြံပတ်စစ်ခွေးတက်ကတော့ ါပြီးခဲ့တဲ့တစ်ခါတော့ပဲဒီရေပေါ်စီဖက်ဖက်စားတရုတ်ဆောင်တွေကိုချနေရုံမကသေးဘူးเนาะဒါအခုတစ်ခါမှလည်းဒီအဆိုတော်ဒီဘက်ကိုရောက်လာပြန်ပြီပေါ့เนาะအဲ့ဒါလေးကတော့လာမဲ့ဒီဇင်ဘာလ26ရက်နေ့မှာပြီးလုံးမဲ့အကြံပတ်စစ်တပ်ရဲ့အတူရောင်ရေကောက်ပွဲအတွက်နိုင်ငံကျော်အဆိုတော်ဒီကပါဝါဒဖြန့်တဲ့နေရာမှာပါဝင်လာခဲ့တယ်လို့စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာထည့်သွင်းဖော်ပြလာပါတယ်ဒါဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာအကြံပတ်စစ်တပ်ရဲ့ဝါဒပြန့်မီဒီယာတွေမှာနိုင်ငံတော်အဆိုတော်တွေဖြစ်ကြတဲ့ဖိုကာဟန်နီတာရဲရင်အောင်ဝေလအောင်လအောင်ထက် ချိုးမြအောင်နင်းနီခင်စောအင်ချက်လေမော်တီချမ်းမြေမောင်ချိုးမိစံဒီအေးမြဖြူမေလတန်စင်တို့ကအတူယောင်ရေကောက်ပွဲနဲ့ပတ်သက်တဲ့စီယုံရင်ဆောင်ဘော့တွေကိုကင်ပြီးစစ်ကောင်စီရေကောက်ပွဲဝါရဖျက်တဲ့နေရာမှာကိုယ်တိုင်ကြကြစီယုံပါဝင်လာကြတာပဲဖြစ်ပါတယ်။ကဲတော့မင်းတို့ကောင်တွေကငါတို့အနေနဲ့ကျေးဇူးတင်တယ်တဲ့လား။အခုချိန်မှပဲငါတို့ပြည်တွေအနေနဲ့ကလည်းဖားလာငါလာအကုန်လုံးကွဲသွားကြတာပေါ့နော်။အဲတော့ငါတို့ကချင်းချောက်လို့လောက်ရပါတယ်ဆိုတော့စကားမျိုးတော့လာပြီးတော့မပြောနဲ့နော်။ ဒီလောက်ထိတနိုင်ငံလုံးမှာစီးတဲ့အပြစ်မဲ့ပြူတွေကိုဘုံကျက်တက်ဖြတ် နောက်ပြီးတော့ဒီမတရားပေါ်တာဆွဲဖမ်းဆီးစစ်တမ်းမှာအသေးခံခိုင်းနေတဲ့ကောင်တွေကပြုလုပ်ပေးမဲ့ဒီတရားမွေအတူရောက်ရေကောက်ပွဲကိုတရားမျှတပါတယ်ဆိုပြီးမင်းတို့ဝါဒဖြန့်နေပေးကြတဲ့ကမင်းတို့ရဲ့လောက်ရကဘယ်အဆင့်တန်းတီးရောက်သွားပြီလဲဆိုတာကိုကိုပြန်ပြီးတော့စဉ်းစားကြပေါ့နော်အေးဒီထဲမှာဒီနနီခင်စော်ဆိုတဲ့ဟာမှအဆိုးဆုံးပဲနော်ဒါအန်တီတွတ်အောင်ဘာဖြစ်လဲဒီယထာမှီလာလားမမှီလာလားအေးတချင်းတောင်သူဆက်သေးတာပဲနော်အဲတော့ငါတို့ပြည်သူတွေအားပေးခဲ့သမျှမင်းတို့ကအခုလို့ ဖင်လှန်ပြသွားတယ်ဆိုတော့ငါတို့အနေနဲ့လည်းကျေးဇူးတင်ပါတယ်နော်အဲတော့ဆက်တာလောက်ကြကျွန်တော်တို့ပြည်သူတွေအနေနဲ့ကလည်းဒီကောင်တွေကောင်မတွေအားလုံးကို social punishment ပြပြတတလောက်ဖို့တော့လိုနေပါပြီနော်အဲတော့ကျွန်တော်တို့ပြည်သူတွေကသာညီညီညွတ်ညွတ်နဲ့လူမှုရေးပြစ်ဒဏ်ခတ်မယ်ဆိုရင်ဒီကောင်တွေလည်းကြကြမခံပါဘူးနော်အဲတော့ဒီနောက်မှာပထမဆုံးဒီကောင်တွေကိုဘာကြောင့် social punishment တိတိယယောက်လုံးတင်လဲဆိုတဲ့အကြောင်းကိုရံမိုးပြောပြထားလေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဲ့တော့ဒီနေရာမှာအရေးကြီးတဲ့ တွေးစရာတခုပေါ်လာပါတယ်တချို့ကဒါကိုမြင်တာနဲ့သူတို့လမ်းကြောင်းထားတဲ့အတိုင်းဒီတွင်မှာမဖြစ်မနေခေါ်ယူခံရပြီးတော့ဖိအားပေးလို့ချင်းချောက်ခံရလို့ရိုက်ကူးရပါတယ်ဒီဝါရဖြတ်မှုမှာပါဝင်ရပါတယ်မလွဲတာမရှောင်တာလို့လုပ်ရပါတယ်ဆိုတော့နားလေပေးမှုမျိုးတနာကျင်တာမှုမျိုးတွေကျွန်တော်တို့တွေးကြပါလိမ့်မယ်ဒီလမ်းကြောင်းကိုပဲဒီကောင်တွေကအကြောင်းထားတာပါအဲ့တော့ကျွန်တော်တို့ဥပမာတစ်ခုပဲစဉ်းစားကြည့်အောင်ပါခင်ဗျားတို့မှာ ကိုညီကိုမောင်နှမတွေရှိမယ်တချို့ဆိုရင်လည်းပန်းငယ်တမိငယ်လေးတွေရှိမယ်တချို့ဆိုရင်မိဘတွေရှိကြအောင်အဲ့တော့အဲ့ဒီထဲကပေါ့ကိုမိသားစုတွေကတယောက်ယောက်ကိုလူသက်သမားတယောက်ကတတ်သွားတယ်ဒါပေမဲ့အဲ့ဒီလူသက်သမားကကြီးစားလူသက်သမားခမည်းနဲ့လည်းဘာရန်ညိုးရန်စားမှာမရှိဘူးဘာမှပြဿနာလည်းမဖြစ်ဘူးဒါပေမဲ့ तू ကပတ်ဆံရတဲ့အတွက်ခမည်းရဲ့ตาလေးခမည်းရဲ့တမိလေးခမည်းအမေအဖေဒါမှမဟုတ်လို့ရှင်ခမည်းညီကိုမောင်နှမကိုတတ်သွားတယ်အဲ့တော့ ရေးသားလူသက်သမားကိုခိုင်းတဲ့ကောင်ကခမည်းနဲ့ရန်ညှိုးရှိတယ်တယောက်ဆိုပါတော့ဒါဆိုလို့ရှိရင်ခမည်းတော်ကရေးသားလူသက်သမားကိုသူတစ်ပါးကခိုင်းလို့ပတ်ဆံရလို့လောက်ရတာပါငါတို့သူ့ကိုတော့အပြစ်မတင်ရပါဘူးသူ့မှာအပြစ်မရှိပါဘူးလို့ကျွန်တော်တို့ယူဆကြမှာလားအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့အတွေးတွေကျွန်တော်တို့ရဲ့အယူဆတွေကအင်မတန်အရေးကြီးပါတယ်အဲ့တော့ဒီကာလမှာကျွန်တော်ခေါင်းစဉ်ပြထားတဲ့အတိုင်းတိုင်းပြည်အနာဂတ်နဲ့ မျိုးဆက်သစ်ရဲ့အနာဂတ်နဲ့ပတ်သက်နေတဲ့အရေးကြီးတဲ့ကာလမှာတိုင်းပြည်ရဲ့အနာဂတ်ကိုကြေးစားတက်ဖြတ်ကြတဲ့သူတွေပါကျွန်တော်အယူဆကတော့အဲ့ဒီသူတွေကိုလုံးဝခွင့်လွှတ်စရာမရှိပါဘူးအပြစ်ကင်းညာသူတွေလို့မတတ်မှတ်ပါဘူးอืมအဲ့တော့သူတို့ကိုထူးပြီးတော့တနာနေကြတဲ့သူတွေကိုလည်းနည်းနည်းတော့ပြောချင်ပါလေမပြောချင်လဲဆိုရင်ထူးပြီးတော့မတနာရပါနဲ့သူတို့ခုစီးနေတဲ့ကားတစ်စီးကိုရောင်းပြီးတော့ ထိုင်စားမယ်ဆိုလို့ရှိရင်တော့မှကမင်းညော့ထတာဒီမပါဘဲနဲ့ဝမ်းဝအောင်ထိုင်စားမယ်ဆိုရင်တော့နှစ်နှစ်သုံးနှစ်လောက်စားလို့မကုန်ပါဘူးသူတို့မိသားစုကစားလို့ရတယ်အဲ့တော့ကျွန်တော်တို့တွေကအညာဒေသမှာပြည်နေရှောင်နေရတဲ့အိမ်လုံးကျွတ်မိရှုဖြက်စီခံရတဲ့သားသမီးတွေတက်ဖြက်ခံရတဲ့ပြည်သူလူထုနဲ့နှိုင်းရှင်လာရင်ရှင်ပြီးတော့ရွေးရမယ်ဆိုရင်တော့သိကြပါတယ်ဒီလိုကောင်မျိုးတွေတိုင်းပြည်အနာဂတ်ကိုကြီးစားတက်ဖြက်နေတဲ့သူတွေကိုကျွန်တော်တို့ထုပြီးတော့မတနာနိုင်ပါဘူး သူတို့ရဲ့အကျိုးစီးပွားတွေပါပါတယ်လက်ရှိအောင်မြင်နေတဲ့အောင်မြင်မှုလက်ရှိပိုင်ဆိုင်ထားတဲ့စီးစိမ်ဥစ္စာလက်ရှိကြော်စောမှု လုပ်နေတဲ့အလုပ်တွေဒါတွေကိုထိခိုက်လာမှာစိုးလို့ခိုင်းတဲ့အတိုင်းလုပ်ကြတာပါအဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်သူတို့ကကြီးစားသမားတွေပါသူတို့ရဲ့အကျိုးစီးပွားပါဝင်ပတ်သက်လာတဲ့အခါလူလူကိုအစိတ်တိုက်ကြွေးရမယ်ဆိုရင်တော့အခုလိုမျိုးလက်မယုံမဲနဲ့တိုက်ကြွေးကြတဲ့သူတွေပါတိုင်းပြည်ရဲ့အနာဂတ်ကိုကြီးစားတက်ကြတဲ့ လူသက်သမားတွေဖြစ်ပါတယ်အနာဂတ်ကိုတက်ဖြတ်ကြတဲ့သူတွေဖြစ်ပါတယ်အမတန်မှခြုံထက်တဲ့အမှုပညာလက်နက်နဲ့လူလူကိုစိုက်ဝါထဲ့ကြတဲ့သူတွေဖြစ်ပါတယ်ဒီအတွက်ကြောင့်ထူးပြီးတော့ကျွန်တော်တို့နားလည်ပေးလို့မရပါဘူးပြက်ပြက်သားသားနဲ့စန့်ကျင်ရမယ်ပြက်ပြက်သားသားနဲ့လူကြီးပြစ်ဒဏ်တွေပေးရပါတယ်အဲ့တော့ထွေးထွေးထူးထူးမရမကရှာကြံတွေးပြီးတော့ဟော ဆက်အနာရှင်လက်အောင်ပါပဲဒါတွေမလို့ရင်သူတို့အဖမ်းခံရမှာပေါ့အဲ့တော့ရင်းနေရမှာပါပဲကျွန်တော်တို့စေနာထားတယ်တိုင်းပြည်ပေါ်မှာစေနာထားတယ်တကယ်လူတို့ကယေရှုရှင်ပါလို့အမြဲမပြတ်ပြောခဲ့တဲ့သူတွေဖြစ်တဲ့အတွက်လူတို့ဒုက္ခရောက်နေတဲ့အချိန်တိုင်းပြည်ကစင်ရွေးနဲ့နေတဲ့အချိန်တိုင်းပြည်မှာဒုက္ခတုတ်ကတွေကိုအကုန်လုံးဝိုင်းဝန်းပြီးတော့တချို့လူငယ်တွေဆိုအသက်နေနဲ့ပါထမ်းဖို့နေရတဲ့ကာလမှာသူတို့ကတော့နိုင်ငံသားတွေမဟုတ်ဘူးလားသူတို့မှာကိုထမ်းဆောင်ဖို့အတွက်ပေးဆက်ဖို့အတွက်ဒါတွေကိုလုပ်ဖို့အတွက် တာဝန်မရှိဘူးလားဟိုဒီတာဝန်တွေကိုတော့မယူတတ်ကြဘဲနဲ့ကိုယ့် ကိုထိလာကမှဖိအားပေးလို့တွားရိုက်လိုက်ရတာပါဖိအားပေးလို့စူပြလိုက်ရတာပါစိတ်မပါပါဘူးလက်မပါပါစိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေအာနာရှင်ပြင်ဆင်ထားတဲ့အစိတ်ခွက်ကိုယူပြီးတော့တိုက်ပြီဆိုတဲ့ကသူတို့မှာအပြစ်လုံးဝရှိပါတယ်ပြက်ပြက်သားသားဒါကိုထင်းထင်းလင်းလင်းရှင်းရှင်းလင်းလင်းမြင်ဖို့လိုပါတယ်ကဲတော့ကိုရင်ပြောသွားတာတွေကတကယ်ကိုဆင်းပါတယ်နော် ီလူသက်ကောင်တွေအတွက်ဝါရဖြန့်ပေးနေတဲ့ဆိုကြတဲ့ကဒီကောင်တွေကိုယ်တန်ကရောအလိုတူအလိုပါတွေဖြစ်မနေဘူးလားဆိုတာစဉ်းစားကြပေါ့နော်ကဲတော့နောက်ထပ်ဒါကြောင့်ပြည်သူအချစ်တော်ကြီးကိုတောင်းပြောပြထားတဲ့ဒီအမှုပညာစင်ရဲ့အကြောင်းအကျိုးဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာကောင်းပါတယ်ရေဦးစောအဲ့ဒါပြောချင်တယ်ကောင်းပါတယ်ဘာဖြစ်လို့ကောင်းပါတယ်လို့ပြောလဲဆိုတော့အဲ့ဒါမှလည်းပြည်သူကကိုယ်ပဲစပယ်အသိပါလေနော်ဟုတ်ပါတော့ဆိုတော့ကျွန်တော်တို့ကဘာကြောင့် အနာရှင်ဆိုတာကိုတော်လန်နေရလေကျွန်တော်တို့ပြည်သူတယောက်အနေနဲ့ဘာကြောင့်လက်မခံနိုင်နေရလဲဘာကြောင့်ကိုယ်နိုင်ငံတွေထွက်ပြီးတော့တခြားနိုင်ငံမှာနေပြီးတော့ဒီလိုမျိုးတော်လန်မှုတွေကိုအခုတစ်ထိအာတုံကောဆိုင်လုံနေကြလဲဆိုတော့ကိုယ်ခွေးပြပြသိဖို့ကဒီလိုအာအေးချုံနာရတဲ့ကွာချဖို့ကသိရကြည့်ကျွန်တော်အဲ့ဒီအချိန်တခုကိုစောင့်မှတ်တာလေပြည်သူကတေချာမြဲမှာပါနော်မဟုတ်ရင် အဲ့ဝါရဆိုတဲ့ຢာတွေကတခါကျရင်ဘုံလန်းသွားရင်ဟိုငါတို့အာနာဂျင်ဒေါ်လာတွေကပဲမားနေလားလို့ငါတို့ကပဲအဟိုအချမ်းဘက်ကိုသွားနေရလားတော့ဘာတော့တွေးဝေဝါစေနိုင်တယ်အာနာရှင်ကလည်းအဲ့လိုဝေဝါတော့တမင်ပုံပေါ်ပြီးတော့ဖန်တီးနေရလေနော်ကျွန်တော်တို့ကျွန်တော်တို့ကဒီလူငယ်တွေကိုအတင်းလုံးစော်ပြီးတော့တော်တွေကိုဆွဲခေါ်တယ်ကျွန်တော်တို့ကပဲဝါရတွေဖြန့်ပြီးတော့အဲသူတို့ရဲ့ ဟိုတွေကိုလှုပ်တယ်ဆိုတဲ့ပုံစံနဲ့ပုံဖော်ထားတဲ့နေရာတွေကအများကြီးပဲလေနော်ဆိုတော့အဲ့ဒါတွေအဲ့ဒါတွေကအခုအချိန်မှာကျတော့ပို့ပြီးတော့ထင်သာမြင်သာရှိသွားမယ်ပြီးတော့ပြည်သူတွေကမညံ့ဘူးပြည်သူတွေကကောက်ရုံမိမဟုတ်ဆိုတော့ဝေဝါးနေတဲ့လူတွေလည်းမြင်သွားတယ်ကုလို့သူတို့ဘက်ကလှုပ်တဲ့အရာလေဆိုတော့ကျွန်တော်တော်ကောင်းတယ်ကျွန်တော်ယုံကြည်တာကပေါ့နော်ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့အဲ့ဒီနိုင်ငံရေးနဲ့ဒီကျွန်တော်နိုင်ငံမှာဆိုတော့နိုင်ငံရေးဆိုရင်စစ်တပ်ရဲ့ပြည် ဒီမိုကရေစီရှိမှာပေါ့နော်ဆိုတော့ဘာလို့စစ်တပ်ကိုထည့်စကားပြောရလဲဆိုတော့ကျွန်တော်တို့ကစစ်စစ်အုပ်ချုပ်မှုအောက်မှာကြီးပင်ခဲ့ရတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံရေးပုံတံကသူတို့ဒီဖန်တီးကြတာဒီစစ်အုပ်ချုပ်မှုအဲစစ်တပ်ကမပါမဖြစ်ပုံစံနဲ့ကျွန်တော်နိုင်ငံပုံစံကမရှိပြသားပါဘောနော်ဆိုတော့ဒါကျွန်တော်တို့သိထားတဲ့ဖြည့်သူတယောက်အနေနဲ့သိထားတဲ့နိုင်ငံရေးကရတားဆိုရရဲ့စစ်တပ်ပြီးတော့တိုက်ခဲ့ဘောနော်ကျွန်တော်တို့အခုလိုမျိုးရင်း88ခရက်ခေပေါင်းများစွာလုတ်ခဲ့ကြတယ် ဆိုတော့အဲ့ဒီခေတ်တည်းကလည်းအာပြည်သူဘက်ကိုမျက်နှာမူပြီးတော့နေခဲ့တဲ့လူပညာသမားတွေအများကြီးရှိတယ်။ဆိုတော့နောက်ခုမှလည်းတုံးလေးလောက်အောင်ပဲအာပြည်သူဘက်ကိုမျက်နှာမူပြီးတော့ပြည်သူနဲ့တူတူရက်တည်ပြီးတော့စစ်တပ်ရဲ့တနက်ချိန်မှုတွေအောက်မှာအတူတူအတူတူရက်တည်ပြီးတော့နေခဲ့တဲ့လူပညာသမားတွေရှိတယ်။ဆိုတော့အခု2021ကျတော့လေဒီလိုမျိုးရှိလာတဲ့နေရာမှာပါဝင်ခွင့်ရတဲ့သူတယောက်အနေနဲ့ဆိုရင် ပုဂ္ဂိုလ်ကိုဘယ်တော့မှမရလို့မထင်ဘူးဆိုတော့အဲ့လိုအဲ့လိုအမြင်မှာအမြင်ရှိတော့ကြတော့ကျွန်တော်အတွက်ဆိုရင်အနုပညာသမားဆိုတာပြည်သူဘယ်တော့မှကြုံမခိုင်တယ်ဘူးလို့ထင်တယ်အနုပညာသမားပြည်သူနဲ့အတူတူရက်တည်ရမယ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူပဲဖြစ်နေလို့ဟိုပြဿနာဘာရှိလဲဆိုတော့အာမိုင်းဆက်ရပါတော့အောင်မြင်သွားပြီဆိုရင်ကိုတာမန်လူတာမန်အခြေခံ လူလူသားထက်တစ်ဆင့်မြင့်နေလို့ခြင်သွားကြတယ်အတွေးခေါ်ရမယ်ဒီလိုຢာတွေကိုပို့ပြီးတော့လွဲမသွားစေတာသူတို့ကိုသူတို့အဲ့အောင်မြင်မှုကိုစုပ်ကင်ဖို့အဲ့အောင်မြင်မှုကိုဆွန့်လွတ်ဖို့အတွက်ကိုကြောက်တာပေါ့နော်ဆိုတော့အဲ့ဒီຢာပဲအခုလိုမျိုးအခြေအနေတွေဖြစ်လာစေလို့မြင်ပါတယ်ဆိုတော့ခုနကကိုညေသူတို့ပြောသလိုပဲပေါ့နော်အဲ့လူပညာဒီစစ်တပ်လက်အောက်မှာသူတို့အခြေအနေမလုပ်ဘဲနဲ့ ကိုယ့်ချက်တီချက်နဲ့ကိုနေနေကြတဲ့သူတွေအများကြီးရှိတယ်ဆိုတော့ဟိုအဲ့လိုမျိုးနေခြင်းလည်းနေလို့ရသလိုအခုလိုမျိုးသူတို့နဲ့အတူတူပူးပေါင်းပြီးတော့ဒီဒီအခုနိုင်ငံကိုဖျက်ဆီးနေတဲ့စနစ်ထဲမှာသူစီးမျောနေတဲ့အခုလိုမျိုးလူပညာလူပညာဒီတေဥဆောင်နေအခုလိုမျိုးအနက်ထိန်တာတွေပဲကျွန်တော်သုံးပြရစေဆိုတော့အနက်ထိန်တာတွေရှိမယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ကကိုယ်ကိုယ်တိုင်ရွေးချယ်ကြရတာပဲအကုန်လုံးကလေဆိုတော့အဲ ဘယ်ဟာရွေးချယ်မှာလဲပြည်သူကိုရွေးချယ်မှာလားပြည်သူကိုကြောက်ခိုင်းမှာလားပြည်သူကိုမျက်နှာမူမှာလားပြည်သူကိုကြောက်ခိုင်းမှာလားအခုပဲရွေးချယ်ရတော့နော်ဆိုတော့ပြည်သူကိုမျက်နှာမူတဲ့ဥပညာသမားကတော့အနုပညာသမားပြည်သူကိုကြောက်ခိုင်းတာကတော့ကိုကျိုးကိုကျိုးသမားလိုပဲကျွန်တော်အဲ့လိုသတ်မှတ်ခြင်းနဲ့ကဲတော့ဒါကိုတောင်းပြောသားတယ်လို့ပဲနော်ဒါပြည်သူကိုမျက်နှာမူတဲ့အနုပညာစင်တွေကတော့ဒါကိုထမင်းကျွတဲ့ပြည်သူကိုပြန်ချစ်တဲ့ဒါအနုပညာစင်တွေပဲနော် အဲ့တော့ကိုကိုကျိုးကြည့်တဲ့အနုပညာရှင်ဖြစ်လို့ဖြစ်နေမှမသိပေနဲ့နော်ဒီလူသက်အကြံဖတ်စစ်ခွေတက်ကိုတွားပြီးတော့ဝါရဖြတ်နေတဲ့ဆိုကလေးကဒါကျွန်တော်ပြည်သူအနေနဲ့ဒီကောင်တွေကိုထိထိရောက် social punishment လုပ်တင်နေဆိုတာနော်ဒါသိထားသိမှုတော့လိုပါမယ်နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကိုတက်ထွေးနိုင်ကိုလည်းဒါကြောင့် credit ပေးပါတယ်ဒီမိုးကုတ်မိုးမင်းနဲ့ဒီဆမ်းမြောင်းစစ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုကျော်ကိုကိုရဲ့စစ်ရဲ့လေးလာသုံးသက်ကြက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာ ဟုတ်ကဲ့အဲ့ဒီမိုးကုတ်မိုးမိတ်မှာပီရက်တွေကဆက်ပြီးထိန်းနှားမယ်ဆိုတာလည်းကျွန်တော်တို့ကြီးညာချက်တွေထုတ်တာသိရတယ်အဲ့တော့အဲ့ဒီအချိန်တွေလည်းသိကြမှာဒါပေမဲ့အခုလောစေခုနဟိုကိုကျော်ကိုပြောလို့ဒါဒုတိယလိုင်း၅မျိုးအပြန်လက်လွှတ်ရတဲ့သဘောပေါ့နော်ပထမလိုင်းတော့ခုနှစ်မျိုးရထားတယ်ဒါကတော့အခုတတိထိန်းတာလို့ဆိုတော့အဲ့ဒီခုနှစ်မျိုးနဲ့ပတ်သက်ရင်ရောရေရှည်စီကျူရဖြစ်နိုင်လား TNA လေးအတွက်ဟိုအဲ့ဒီအပေါ်မှာရောဘယ်လိုမျိုးပြောတာဆိုတာဟိုအနေထားမျိုးကိုသိရလဲဗျအခုလောလောဆယ်ရတော့ဘာမှမပြောဘူးပေါ့နော် ဟောဘာမှမပြောဘူးအရင်တုန်းကတော့စစ်ကောင်စီရဲ့သဘောထားတော့ရှင်းတယ်သူက2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းပါတဲ့အတိုင်းနဲ့သူကနပ်စံနဲ့မန်တုံဆိုတာဒါတန်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပေါ့အဲ့နှမြုတ်နေရလွယ်ကျန်တဲ့မြုတ်နေတဲ့အကုန်လုံးကအပြန်ပေးရမယ်ဆိုရက်သဘောထားမျိုးတွေသူတို့အရင်တုန်းကပေါ့နော်ဟိုဆွေနွေးပွဲစကဝိုင်းနေမှာထုတ်ပြောဘူးတာရှိတယ်ဒီစစ်ကောင်စီဘက်ကထုတ်ပြောဘူးတာရှိတယ်ဒါပေမဲ့အခုလောလောဆယ်တော့တရုတ်ရဲ့ဂျားဝင်စစ်ဆက်မှုဆိုတဲ့အဲစကားကအရှိမှာ ါပါတဲ့အတွက်ကြောင့်မလို့ဒီပထမလှိုင်းမှာရထားတဲ့ခုနှစ်မျိုးကနေပြီးတော့ပြန်ပြီးတော့ဆုတ်เสียမလို့သေးဘူးဒီလိုအခြေအနေမျိုးပေါ့ဒါပေမဲ့ရေရှည် secure ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာကတော့ခြေနေနဲ့အချက်လက်တွေပေါ့အများကြီးမူတည်ရဲ့နောက်တစ်ကြိမ်နောက်တစ်ကြော့စစ်ပြန်ဖြစ်ခဲ့လို့ရှိရင်ဒါကအခြေအနေတွေအများကြီးပြောင်းလဲသွားနိုင်တယ်ကိုယ့်ဘက်ကအသာစီးရောက်သွားလို့ရှိရင်လည်းအခုလက်လွတ်လိုက်ရတဲ့မျိုးတွေပြန်ရတာလည်းဖြစ်နိုင်တယ်လို့ကိုယ့်ဘက်ကအသာစီးမရအောင်ဆိုလို့ရှိရင်လည်းအော်ဒီထက်ပို့ပြီးတော့ချင်းချုပ်ထားတဲ့နေပြည်ပမာဏကရောနေသွားနိုင်တယ်ဘုံနဲ့တောက်လျှောက်လာကျင်းနေရယ် အာလီရင်နဲ့ကျွန်တော်တလအတွင်းပေါ့နော်တလအတော်အတွင်းမှာလူပေါင်း40ဒါသေးရဲအဲလူပေါင်း60ကျော်ဟိုတန်ရရတယ်အင်ဂျီပေါင်းများစွာပျက်စီးရဲမြို့ဒီခုနှစ်မြို့စလုံးပေါ့နော်နန်းခမ်းကုတ်ခိုင်တော့မပါဘူးပေါ့အဲ့နေရလွဲလို့ကျွန်တဲ့နေရတွေအတော်များများကိုဘုံပေါင်းများစွာနံတူတမျိုးတည်းဆို6ကျင်တော့ကျဲဒီနတ်ဆန်မြို့နယ်ဆိုလို့ရှိရင်6ကျင်9ကျင်ပေါ့အဲအဲ့လိုမျိုးဟိုကျဲတယ်ဆိုတော့အော်ဒီလိုဖိအားအရန်ကြီးမာတဲ့အခါကျတော့ဒီလူတွေရဲ့တေးရှင်ရဲ့အကြက်တွေကိုလောလောဆယ်လွတ်မြောက်သွားတယ်လို့ပဲ အဲပြောလို့ရတယ်နောက်ထပ်လာမယ့်အကြက်တဲတွေအများကြီးရှိအဲ့အကြက်တဲတွေကိုကြော်လွားနိုင်မှကျွန်တော်တို့ကရေရှည် secure ဖြစ်မယ်လို့ဟိုကျွန်တော်မြင်နေပေါ့နော်ဒါကြီးကတော့မလွယ်ဘူးပေါ့တရားတော်လန်ကြီးကမပြီးသွားဘူးဟိုကျွန်တော်ဆက်ပြီးဒေါ်လန်ရမှာပဲလို့လေအဲ TNN နေဘက်ကလည်းအဲ့လိုသဘောထားရှိတယ်ဟိုဒီမိုးကုတ်မိုးမိတ်မှာရှိနေတဲ့ PDF တွေမှာလည်းအဲ့ဒီသဘောထားရှိတယ်အဲ့လိုအခြေခံသဘောထားချင်းကတော့အခုချိန်ထိအဲဘောထားကွဲလွဲတာမရှိသေးဘူးသဘောထားတိုက်ဆိုင်နေအဲလုံနည်းလုံဟန်တွေကတော့တူချင်းမတူမှာပေါ့သူက EAO နဲ့ PDF ဖြစ်နေတဲ့အနေအထားပေါ်မှာမူတည်မှလုံဟန်တွေကတော့ဟိုကွဲသွားတာမျိုးတွေရှိနိုင်ပါ ဟုတ်ကဲ့အခုကတော့အပြည့်ရက်တယ်ပေါ့နော်စီရေးပြင်းထန်တဲ့အချိန်မှာအချိန်ဒီတစ်ခုကြောင့်ရက်လိုက်တယ်ဆိုအဲ့ဒီကတစ်ဆင့်ပေါ့ဖြစ်နိုင်ချေခုနကတော့တိုက်ပွဲတွေတော့ပြန်ဖြစ်နိုင်တယ်လို့ကိုကျော်ကသုံးသက်တယ်ဒါတော်လန်ကြီးကမပြီးသေးဘူးပေါ့နော်ဒါပေမဲ့အချိန်ဒီတစ်ခုရဟိုစကားပြောတာပေါ့နောက်တစ်ဆင့်ဒီထက်ပိုတဲ့နောက်တစ်ဆင့်စကားပြောတာနောက်ငင်းငယ်အတွက်ဆွနေတာစသဖြင့်အဲ့ဒီအဆင့်တွေရဟိုမျောလင့်လို့ရနိုင်လားဘလို့မြင်လဲအဲလက်ရှိဒီစစ်တပ်ကတော့သူတို့လုပ်ချင်တဲ့အတူရောင်ရွေးကောက်ပွဲအတွက်ပေါ့နော်သူတို့ဟိုဒါကအချိန်ယူရလို့ကျွန်တော်အမြင် အချိန်ယူလိုက်တာပေါ့ဒါဒီအပြစ်ခက်ရဲဆဲလိုက်ပြီးတော့အဲသူကအာဟိုကျူရေပောက်ပွဲလောက်ကိုချိန်ညာထားတဲ့မြို့ထဲမှာအခုသူတို့တိုင်းပြန်သိမ်းလိုက်တဲ့ကြောင်မဲတို့တီဘောတို့ပါတာကိုလာရှိုးလက်ပါတာကိုနော်ဒီလိုမြို့တွေမှာအေးစေးစေးသူလှုပ်လို့ရအောင်ဟောဘေးပတ်ချာလဲမှာရှိနေတဲ့တော်လှန်ရေးအင်အားစုတွေကို TNNN အပါဝင်ဟိုအကုန်လုံးကိုသူကနော်အချိန်ယူလိုက်တယ်ပေါ့ညိန်သွားအောင်လို့ဟိုဒီဟာကိုသူဆက်ပြီးလုပ်မယ်အဲ့ဒါပြီးသွားတဲ့အခါမှာသူကဘယ်လိုပုံစံအစိုးရဖြစ်လာမလဲပေါ့အဲ့လိုအစိုးရတည့်ရုံပေါ်လာပြီးလို့ရှိရင်သူကဒီငင်းငယ်ရေးစကဝိုင်းတွေ အာအရင် NCA လမ်းကြောင်းတွေတိုင်းပဲဆက်သွားမလားစရှိပြစ်တယ်သူဘက်ကလည်းအဲဒီလိုဟိုပြစ်ဖဲတွေအများကြီးရှိရပေါ့ဒါတွေတော့ကျွန်တော်တို့ကအတွေးထားတယ်ဒါပေမဲ့လည်းဒီကဒီဒီတိုင်းသားလက်နက်ကင်ကြီးလိုလားနေတဲ့တကယ်အခြေခံနိုင်ငံရေးပြဿနာတွေကိုမဖြေရှင်းနိုင်တော့တိုက်ပွဲကပြန်ဖြစ်ဖို့ရှိရအခုကိုပဲအာဒီဒီ TNN တွေကနောက်ဆုတ်လိုက်ပြီမဲ့ PDF တွေကနောက်မဆုတ်ဘူးလို့ကြေညာထားတယ်မိုးကုတ်မြို့ကန်တွေကလည်းတန်မုံတွေတီးပြီးတော့မှအာနာရှင်စန့်ကျင်လုပ်ငန်းတွေဟိုအရှိန်နဲ့အဟုန်နဲ့လောက်လာပြီ မုတ်ကုတ်တမျိုးတည်းမဟုတ်ဘူးအော်ဒီမုတ်ကုံနာတဝိုက်မှာရှိနေတဲ့တပိတ်ချင်းတို့ကျွန်တော်တို့စင်ကူးတို့ဘက်မှာလည်းအခုချိန်ကြီးထိုးစစ်တရားမရက်သေးဘူးဆိုတော့တကူးမလွတ်မြောက်ရင်ဘယ်သူမှလည်းမလွတ်မြောက်ပါဘူးကျွန်တော်အဲ့လိုမြင်တာပါနော်အဲ့တော့လူမျိုးစုတစ်မျိုးတကူးမလွတ်မြောက်ရင်ကျန်တဲ့လူမျိုးစုအားလုံးလည်းမလွတ်မြောက်ဘူးအဲ့တော့အားလုံးလွတ်မြောက်မှာတကယ်လွတ်မြောက်မယ်လို့ကျွန်တော်တို့မြင်တဲ့အတွက်ကြောင့်ဒီစစ်ကတော့ဟိုအခြေခံတဘောတရားအရာဆက်ပြီးတော့ရှိနေအောင်ပါပဲအာဒီအချိန်မှာခဏဒါအပိရက်တဲ့အချိန်ဟိုပြောမယ်ဆိုလို့ရှိရင်စစ်နာတဲ့အချိန်စစ်ပြင်းတဲ့အချိန်ပဲဖြစ်တယ် လုံးဝစစ်ကအပိတက်ရက်စဲသွားပြီးငင်းငင်းကြီးတကယ်အစ်စ်မှန်ရသွားတာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်ဟိုတလောတုံးကပဲအာဒီကိုကန့်ရဲ့နိုင်ငံရေးကီတာတင်တဲ့ဖွင့်ပွဲမှာလားမသိပြောတယ်ကိုကန့်ခေါင်းဆောင်တဦးစုဦးစည်းချုပ်ကလည်းပြောတာရှိတယ်။အာဒီဟာကစစ်မှန်တဲ့ငင်းငင်းကြီးအစ်စ်ထီတွားနေရမဟုတ်ဘူး။ဒါကအယားကြီးအခိုက်တန့်အဖြစ်တာလက်ရှိအပြည့်ရက်ထားတဲ့အခြေအနေလို့သူတို့ဘက်ကလည်းအဲ့လိုသုံးသပ်တယ်ဆိုတော့ဟိုဒီရဟိုတွေကလည်းလက်ရှိယာကြီးအပြစ်ခတ်ရထားတာကလည်းအသက်ရှူချောင်တဲ့ အဲအနေထားပဲတော့ဒါပြန်လဲအားမွေးမယ်အခြေအနေပဲလောလောဆယ်ဘာလို့ဒီမှာတအားကြီးဖီအားပေးထားတာဘူးဖီအားနဲ့လာတယ်ဆိုတော့ဟိုအတင်းအကျပ်ဖီအားပေးပြီးမှရက်လိုက်ရတဲ့အနေထားဆိုတော့တိုင်းသားတွေရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ကိုပိုင်ပြင်းနေလို့ကိုပိုင်ပြတ်ထန်းကွင်းလို့ဒါတွေမရမချင်းရတော့တော်လန်ရဆက်ချနေဦးမှာပဲတိုက်ပွဲကတော့တနေ့မဟုတ်တနေ့မှာပြန်ဖြစ်လာဦးမှာပဲလို့ကျွန်တော်တို့သုံးသပ်တာပါကဲတော့ဒီဆမ်းမြောက်ကတော်လန်တက်ဖွဲ့အနေနဲ့ကလည်းတော်လန်ကြီးမှာတခမ်းမရက်သွားဖို့ပဲဒါကြောင့်အနေနဲ့မျှော်လင့်တာပေါ့နော် အဲ့တော့ဒီစေရေးလေးလာ30ကျက်လေးတွေကိုအပြည့်စုံနားထောင်ချင်းနေဆိုရင်တော့ဒါကိုသက်ထွေးနိုင် YouTube channel မှာတွားပြီးတော့နားထောင်လို့ရပါတယ်။ကဲအဲ့တော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲညာ။အားပေးကြတဲ့ကျွန်တော်ညီကိုမောင်မတယောက်ချင်းနေအထူးပဲကျေးဇူးတင်စီပါတယ်။မနေ့ပြန်ကြားပါပဲ။တည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါမယ်။အားလုံးပဲကျမ်းမာဘေးကင်းကြပါစေညာ။